ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့တရုတ်နဲ့သဘောတူညီမှုကြောင့်မြေရှားတပ်ထုပို့ဆောင်မှုပုံမမြန်ဆန်လာမယ်လို့အမေရိကန်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံနှစ်ခုဖြစ်တဲ့အမေရိကန်နဲ့တရုတ်အကြားလက်ရှိဖြစ်ပေါ်နေတဲ့ကုန်သွယ်ရေးစပွဲကိုရှော့ချဖို့ကြိုးပမ်းတဲ့အနေနဲ့အမေရိကန်ကမြေရှားတပ်ထုတွေကိုတရုတ်ထံဘလို့မြန်မြန်ပို့နိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတရုတ်နဲ့သဘောတူညီမှုရရှိခဲ့ပြီလို့အမေရိကန်ကပြောပါတယ် ။တမရဒေါ်နယ်ထရန့်ကတရုတ်နဲ့သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြောင်းအရင်ပြောပြီးတဲ့နောက်ကြတာပတင်းနေ့မှာအိမ်ပြော်အရာရှိတအူးကဒီသတင်းကိုကြေညာခဲ့တာပါ။တမရထရန့်ကဗိုလ်တုံးနေ့မှာအမေရိကန်ကတရုတ်နဲ့သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီးလို့အတည်ပြုခဲ့ပေမဲ့အသေးစိတ်ထပ်ပြောတာမျိုးတော့မရှိခဲ့ပါဘူး။အဲ့ဒီအပြင်အိန္ဒိယနဲ့တိကျသဘောတူညီမှုတစ်ခုလာတော့မယ်ဆိုပြီးတော့လဲအရေးအမွတ်ပြောကြားခဲ့ပါသေးတယ်။နောက်ဆုံးနားလည်မှုပါဆိုရင်တော့ဂျီနီဗာမှာမေလကပြုလုပ်ခဲ့တဲ့ မရိကန်တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲအတွင်းပြီးခဲ့တဲ့ဂရီကိုအတွေ့အပေါ်အခြေခံထားတာပါဒီဆွေးနွေးပွဲတွေမှာတော့တရုတ်ဟာအမေရိကန်အပေါ်ချမှတ်ထားတဲ့အခွန်မဟုတ်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကိုဖယ်ရှားပေးမယ်လို့ကတိပြုခဲ့ကြောင်းသိရှိရပါတယ်ဒီတုံ့ပြန်ဆောင်ရွက်မှုတွေတဲမှာမရှိမဖြစ်လိုအပ်တဲ့ twin track ပစ္စည်းတွေနဲ့တန်လိုက်အမျိုးမျိုးတို့ကိုတင်ပို့ရာရပ်ဆိုင်းတာတွေပါဝင်ခဲ့ပြီးကဘာတဝမ်းကမော်တော်ကားထုတ်လုပ်သူတွေလေကြောင်းထုတ်လုပ်သူတွေစီမီကွန်ဒက်တာကုမ္ပဏီတွေနဲ့စက်ဘက်ကွန်ထရိုက်တာတွေအပါအဝင် အရေးပါတဲ့စက်မှုလုပ်ငန်းတွေအတွက်အထောက်ပံ့ကွင်းဆက်တွေကိုတည်တည်တသာထိခိုက်စေခဲ့တာပါအစိုးရအဖွဲ့နဲ့တရုတ်တို့ဟာဂျီနီဗာသဘောတူညီချက်ကိုအကောင့်ထဲဖော်ဖို့အတွက်နောက်ထပ်နားလည်မှုမူပေါင်းတစ်ခုကိုသဘောတူခဲ့ပါတယ်အမေရိကန်ကိုမြေရှားတပ်ထုတွေဘလို့ပြန်ပေးမလဲဆိုတာကိုအကောင့်ထဲဖော်ဖို့ပဲလို့အင်ဖြူရောအရာရှိတဦးကကြတာပတင်းနေမှာပြောကြားခဲ့ပါတယ်အမေရိကန်ကုသရေးဝယ်ဝင်ကြီး Howard Lenick ကတော့ Blombus သတင်းဌာနကိုအတည်ပြုခဲ့တယ်ဆိုပြီးသိရှိရပါတယ် အဲ့ဒီပစ္စည်းတွေပို့ဆောင်တာစတာနဲ့အမေရိကန်ကသူတို့ရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေကိုဖယ်ရှားပေးမှာပါလို့လည်းထပ်ပြီးတော့ပြောခဲ့ပါတယ်။အမေရိကန်ရဲ့တုံ့ပြန်ဆောင်ရွက်မှုတွေမှာ E-Thin Chips Design Software နဲ့ Jet Engine လိုပစ္စည်းတွေအပေါ်တင်ပုံမှုကန့်သက်ချက်တွေပါဝင်နေဆိုပြီးသိရှိရတာပဲဖြစ်ပါတယ်ခင်ဗျာ။စတာချန်နယ်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။